တရားတရားတွင်ဆူပလားလေးလုံးထိစုခိုးပြနိုင်ခဲ့တဲ့ဘူရီယန်ယူနိုက်တက်အားလုံးပဲမြင်လာပါတားတီးရဲ့ကြားကြီးရဲ့ဗမာဘောလုံးချန်နယ်ကနေကြိုဆိုလိုက်ပါရင်မနေ့ကတော့ဘူရီယန်ယူနိုက်တက်အသင်းဟာလက်ဖွန်ဝါရီယာအသင်းကိုအငင်းပွားပွဲနောက်ကျဂိုးများနဲ့အတူအနိုင်ယူပြီးတိုင်းရီဗိုကတ်ကိုချန်ပီယံအဖြစ်စုခိုးနိုင်ခဲ့တာဖြစ်ပါရင်အဲဒီမှတိုင်းကမှပဲတိုင်းလီဘီအင်ဂျီဘူရီယန်ယူနိုက်တက်ဟာတိုင်းလီရဲ့အမပေးချန်ပီယံအဖြစ်စုခိုးထားခဲ့ပြီဖြစ်တယ်လို့ချမ်း FA ကနေ အာဆီယံချန်ပီယံရှစ်ဖလားကိုလည်းဆွတ်ခွထားတာဖြစ်ပါတယ်။ဒါကြောင့်ဘောလုံးရာသီတရားတွေအတွင်းစူပလာလေးလုံးထိရယူပြခဲ့တဲ့ဘူရီယန်ယူနိုက်တက်ဟာအာဆီယံမှာတော့လက်ရှိအကောင်းဆုံးအသင်းဆိုတာညင်းလို့မရပါဘူး။ဘူရီယန်ယူနိုက်တက်ဟာ AFC ချန်ပီယံလိအီလိုက်မှာလည်း quarter final အဆင့်ထိကိုတက်ရောက်နိုင်ခဲ့ပြီးအာဆီယံကလပ်အသင်းတစ်သင်းအနေနဲ့ဒါကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့တောင်ပြောလို့ရပါတယ်။ဒါပေမဲ့ဘူရီယန်ယူနိုက်တက်ဟာ quarter final အဆင့်မှာပဲ sorry ထိပ်သီးကလပ်အသင်းဖြစ်တဲ့ AR လေးအသင်းနဲ့ရင်ဆိုင်ခဲ့ရပြီးဒုံကိုပြက်ဆိုတဲ့ရလနဲ့တူအရင်းနှိပ်ကပြန်ဝဲကနေလက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ဟောဘတ်အသင်းကလည်းမာရက်ဖာမီနို၊အိုင်ဗန်တိုနီတို့လိုကစားမားတွေကြောင့်ထိုင်းလိချန်ပီယံကြီးတို့ လုံးမမရှင်နိုင်ခဲ့တာလို့ပြောရလို့ရပါတယ်။ဒါအပေါ်ရယူနိုက်တက်အတွက်ကတော့အထွေထွေကိုရရှိစေခဲ့တယ်လို့ကစားမအင်အားချင်းလည်းပြည်တွင်းမှာသာချက်ဖတ်ဆိုပေမဲ့အာရှအဆင့်မှာတော့ချက်မတော်တော်သာရှိလာဖြစ်ပါတယ်။ဘိုရယူနိုက်တက်အသင်းဟာပရီးမီယာလိဂအရေးသွင်းမြင့်တဲ့ခရစ်ပင်း ဘင်းစောလီအပါဝင်အာရှအဆင့်တန်းဝင်နိုင်ငံခြားကစားသမားများစွာကိုခေါ်ယူအားဖြည့်ထားပြီးပရီးမီးယားလိဂ်ကလန်နျူကာဆယ်တင်ရဲ့ခံစင်မှုဟောင်းကာတီကုတ်ကိုလည်းခေါ်ယူထားကြောင်းသိရပါတယ်။ဒီလိုဇာမအကောင်တွေကိုခေါ်ယူထားတာကြောင့်ဘိုရီယန်ယူနိုက်တက်အသင်းဟာပြည်တွင်းပြိုင်ပွဲတွေမှာလှုပ်ချင်တိုင်းလှုပ်လို့ရနေတယ်လို့အာဆီယံဒေတာတွင်းမှာလည်းအထာကြီးရဲ့ဆရာကြီးအနေနဲ့အသင်းတိုင်းကိုပါဝါအာဏာတွေပြထားနိုင်တာကိုသိရပါတယ်။သင်္ကေတကင်ကပဲအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့ဆူဘလာကိုလည်းအသာရနဲ့တင်ပိုက်ထားတာကိုကြည့်ရင်အာရှလည်းပဲအဆင့်ကို တက်လှမ်းနေရဆိုပေမဲ့အာဆီယံဘက်ချမ်းကဖလားတွေကိုလည်းလက်မလွတ်ထားဘူးဆိုတာသိတာနေပါတယ်။ဒါအပြင်အာဆီယံရဲ့အပြိုင်အသင်းသင်းဖြစ်တဲ့ဂျိုဟိုအသင်းရဲ့ကြော်တက်တာကိုမခံရအောင်အမဲလိုလိုအသင်းကိုလိုလေသေးမရှိအောင်ဂယူဆိုင်တက်တဲ့ဥက္ကဋ္ဌကြောင့်လည်းဘူရီယန်ယူနိုက်တက်ဟာခေအဆက်ဆက်အောင်မြင်မှုတွေကိုဇက်တိုက်ပိုင်းဆိုင်နေတာလို့လည်းပြောလို့ရပါတယ်။ထိုင်းနိုင်ငံဘောလုံးရုံးမှာတော့ဘူရီယန်ယူနိုက်တက်အသင်းဟာလူမုန်းခံရဆုံးအသင်းတွေကတသင်းဖြစ်သလိုသူတို့ရဲ့အောင်မြင်မှုကစားမအင်အားနဲ့အသင်းတိုင်းကိုအသာစီးရယူနိုင်သလိုအမြဲလိုလိုဦးစားပေးခံရမှုတွေကြောင့်လည်းအဆဲမလို့တဲ့အသင်းကြီးတသင်းမှာဒါပေမဲ့အသင်းရဲ့စီမံခန့်ခွဲမှုကောင်းမွန်လာရင်ပွဲစဉ်တိုင်းကို ကောင်းဆုံးချင်းကပ်ပြီးရလက်ကောင်းရရှိအောင်ကစားနိုင်တာကြောင့်ရေရှိမှဆက်လက်ပြီးအောင်မြင်အောင်မဲ့အသိအသိလို့ပြောရမယ်ဆိုရင်လည်းလုံးမမထင်ပါဘူး။ဒါကြောင့်ဒီအားဒီမှာလည်းဖလားလေးလုံးရရှိခဲ့တာဖြစ်ပြီးအသိရဲ့ကစားမအင်အားကိုထပ်မံဖြည့်တင်ပြီးအဆင့်မြင့်တင်နိုင်မယ်ဆိုရင်တော့အာရှမှာထပ်မံပြီးဖြစ်နိုင်တာတွေကိုလုံးပြနိုင်အောင်မဲ့အသိကောင်းတစ်သိန်းဆိုတာအတက်ပြောလို့ရပါတယ်။အဆုံးလေးကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။